ငလင်ဘေးမှာလူတန်းမီပြမှန်းသွားတာကြောင့်ချစ်သူကဒူပိုင်းကိုအပန်းဖြေခီခေါ်သွားပေးတဲ့အထိအချစ်ခံနေရတဲ့နော်ဖော့အေတာကင်မလီနော်ဖော့အေတာကလက်ရှိမှာတော့ချစ်သူဖြစ်တဲ့ခရိုနီတထေးကြီးကိုတက်ခိုင်းဝင်တဲ့ဒူဒူပိုင်းမှာတွားရောက်လက်ပတ်နေသူပါ မြန်မာနိုင်ငံမှာငလင်ဘေးကြီးကြောင့်ဘဝများစွာအဆင်မပြေဖြစ်နေတဲ့အချိန်မှာနော်ဘော်ရဲ့ဂျာကတိန်းထောင်ကြီးအကုန်ကြခံတဲ့အပန်းဖြေခီးတွေကိုထွက်နေတာကြောင့်တချို့တွေကတော့သဘောမချကြပါဘူး။ဒါပေမဲ့နော်ဘော်ရဲ့ဂျာကငလင်လုတ်ပြီးနောက်တရက်ကနေစတင်ကငလင်ဘေးတင်ပြည်သူတွေကိုကူညီပေးခဲ့ပါတယ်။အပြည့်အစည်းတွေများတဲ့ဇကိုင်းကိုကိုယ်တိုင်သွားရောက်လူဒန်းခဲ့ပြီးရေနဲ့စားတောက်စရာတွေကိုကူညီပေးခဲ့တာပါရှင်။နော်ဘော်ရဲ့ဂျာကဇကိုင်းကိုရောက်ရှိတဲ့အချိန်မှာငလင်ကမငြိမ်သက်သေးတာကြောင့်ကြောင်လန့်နေရပေမဲ့အစွမ်းကုန်လူဒန်းပေးခဲ့ပါတယ်။သူကိုဝေဖန်တဲ့သူပဲဖြစ်ဖြစ်ချစ်ခင်တဲ့သူပဲဖြစ်ဖြစ်နော်ဘော်ရဲ့ဂျာကမခွဲခြားပဲလူဒန်း မ်းပေးနေခဲ့ပြီးအင်းလေးမှလည်းအင်းလေးတွေစောင့်လို့ရအောင်အလူခံပေးခဲ့ပါဗျာ။ ငလေမလုတ်ခင်မှာပဲနော်ဖို့ရဲ့ဌာကလူမှုရေးပြဿနာတွေကြောင့်အကြီးအကျယ်ဝေဖန်ခံခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့စေတနာကတော့မလျော့သွားခဲ့ပဲအပြင်းအထန်ခံကကူညီပေးခဲ့သူပါ။ဝေဖန်မှုတွေခံရတာကြောင့်စိတ်ထမချပဲတိမ်ပေါင်းများစွာလှူဒန်းပေးလို့နော်ဖို့ရဲ့ဌာလည်းလူအများရဲ့ချစ်ခင်မှုကိုပြန်လည်ရရှိသွားခဲ့ပါတယ်။တချို့တွေကတော့နော်ဖို့ကလူအများရဲ့မြေကြားကိုအလှပန်းပြပြီးပြန်ယူတဲ့ဆိုပြီးတော့ဝေဖန်ကြပါတယ်။ရေးပေးမှထက်ငလင်ပေးကိုအသက်တန်လှူပြနေတာကပြည်သက်အားပေးမှုကိုရအောင်လုပ်နေတယ်လို့ထင်နေပေမဲ့လိုအပ်တဲ့နေရာမှာတကယ်လှူဒန်းခဲ့တာပါရှင်။ ငလင်းဘေးမှာစကိုင်းထီသွားရောက်လှူဒန်းပြီးတော့ပင်ပန်းသွားတဲ့နော်ဖို့ရဲ့ချာကိုချစ်သူဖြစ်တဲ့ကုသက်ခံဝင်ကဒူဘိုင်းမှာအပန်းဖြေဖို့အတွက်ခေါ်သွားခဲ့ပါတယ်။နော်ဖို့ရဲ့ချာကလူအများဝန်းနေနေတဲ့အချိန်မှာပျော်ရွှင်ပြနေခဲ့တာမဟုတ်ပဲသူတက်နိုင်တဲ့လောက်လှူဒန်းပြီးတဲ့အချိန်မှသာအပန်းဖြေခီးသွားခဲ့တာပါ။နော်ဖို့ရဲ့ချာနဲ့ချစ်သူဖြစ်တဲ့ကုသက်ခံဝင်တို့ကဒူဘိုင်းကစားတော့ဆိုင်ကြီးတွေကိုသွားလည်ကြသလိုတန်ဖိုးကြီးကားကြီးတွေစီးပြီးတော့အနှံ့သွားနေကြပါတယ်။ကမ္ဘာပေါ်မှာစင်ကန်ဖြစ်စီများစွာရှိတဲ့ဒီလိုနေရာကိုသွားရောက်လက်ပတ်နိုင်ဖို့စရာကတော်ရုံငွေကြီးချမ်းသာမှုမျိုးနဲ့တော့မရပါဘူးရှင်။အရင်ကလည်းနော်ဖို့ရဲ့ချာနဲ့ကုသက်ခံဝင် ို့ကဈေးငွေအပန်းဖြေခီးတွေကိုမကြာခဏထွက်လို့ရှိပြီးအခုတစ်ခါမှာတော့ဒူဘိုင်းကိုသွားလည်ကြတာပါ ဒူဘိုင်းမှာပျော်ရွှင်နေတဲ့ပုံလေးတွေကိုတင်လိုက်ပြီးသူတို့နှစ်ယောက်ကိုဘယ်သူမှအလိုက်အောင်ဖျက်ဆီးလို့မရတဲ့အကြောင်းပြသလိုက်တာဖြစ်ပါတယ်။အရင်ကချစ်သူတွေထားခဲ့ပေမဲ့နော်ဖော့ရဲ့ထားကမမြဲခဲ့ပဲကိုသက်ခိုင်ဝင်းနဲ့တွဲလာတာတော့ကြားမြင့်သွားပါပြီ။နော်ဖော့ရဲ့ထားနဲ့ကိုသက်ခိုင်ဝင်းတို့ကဝေဖန်မှုများစွာရရှိခဲ့ပေမဲ့နားလည်မှုနဲ့ရှေ့ဆက်ခဲ့ကြပါတယ်။တိုင်းသည့်ပြည်သည့်အဆက်ကွဲခဲ့တာကြောင့်လူချင်းမိဘတွေရဲ့ညဉ့်ညင်မှုကိုခံရမှာဖြစ်ပေမဲ့ကိုသက်ခိုင်ဝင်းကတော့နော်ဖော့ရဲ့ထားရဲ့ရှေ့မှာအပြစ်အဝကာကွယ်ပေးခဲ့ပါတယ်။ ်ဟေဘလစ်ထုတ်လုပ်ရေးကာရှိုရွန်အပြင်ဒက်စီဆိုင်ကြီးတွေကိုပါပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်တယောက်ကိုသက်ခိုင်ဝင်းကဆယ်နှစ်နှစ်ကျော်ကြာတွေးခဲ့တဲ့မိန်းကလေးရှိခဲ့တာတော့အခုချိန်မှာတော့နော်ဖောမှာနော်ဖောဖြစ်သွားခဲ့ပြီးတော့တမိုးကြီးလက်ဆောင်များစွာလည်းပြီးခဲ့ပါတယ်။နော်ဖောအေချာကတော့အရင်ကအီးစားတွေများခဲ့ပေမဲ့ခရိုရီတထဲကြီးနဲ့တွေ့ပြီးနောက်မှာတော့အရန်တည်ငြိမ်သွားခဲ့ပါပြီနော်။မသိတဲ့သူမရှိလောက်အဆက်ကွဲခဲ့ရတဲ့အချိန်တွေကိုဖျက်ချော်ခဲ့ရပြီးကိုသက်ခိုင်ဝင်းသာရှိနေ တနိုင်ငံလုံးကအပြစ်တင်ဝေဖန်မှုတွေကိုလည်းခံနိုင်ရရှိသူဖြစ်သွားပါပြီ။တစ္ဆာမေသူတွေရဲ့အခြေအကမဖြောင့်ဖြူးဘူးလို့ပြောထက်ကြပေမယ့်နော်ဖွဲ့ရဲ့ခြားနဲ့ကိုတက်ခံဝန်တို့ကိုတော့ဘယ်သူမှခွဲလို့မရတော့ပဲအယံကိုခိုင်မြဲနေပါပြီ။ဒါကြောင့်မကြခင်မှာနော်ဖွဲ့ရဲ့ခြားရဲ့မင်္ဂလာသတင်းကိုတောင်မှကြားရတော့မလားလို့လည်းထင်မှတ်နေရပါတယ်။တချိန်ကရေးစားတွေများခဲ့ပေမဲ့လည်းခရီးတထေးစီနဲ့တွေ့ပြီးတဲ့နောက်မှာအချစ်စစ်ကိုလည်းတွေ့သွားပြီးအကြရလောက်အောင်ကျူးဆိုင်ခံနေရတဲ့နော်ဖွဲ့ရဲ့ခြားကိုပြည်သက်ကြီးရောအရင်လိုအားပေးနေကြစေပဲလားဆိုတော့ကိုမမပြောခဲ့ပါဘူး။ကြီးစုအားပေးခဲ့ကြတဲ့တော်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။